Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ28ရက်နေ့ရမနက်ပိုင်းသတင်းတွေကိုကျွန်တော်အတူသွားကြည့်မှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်လိုရီတူရှင်သတင်းတစ်ပုဒ်နဲ့စလိုက်မယ်နော်ပထမဆုံးသတင်းတစ်ပုဒ်ကတော့နောင်ချိုတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကထိခိုက်မှုတွေများနေတယ်ဆိုတဲ့သတင်းလေးပေါ့နော်ကျွန်တော်နောက်ထောင်ကြည့်လိုက်အောင် ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချုံမြို့နယ်မှာဒီကနေ့တနေကုန်တိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတပ်ကထိခိုက်မှုတွေများနေတယ်လို့ဒနုပီတူလွတ်မြောက်ရေးတပ်မတော် DPRA ကပြောရေးဆိုခရှိသူကပြောထားပါတယ်နော်စစ်ကောင်စီတပ်ကနောင်ချုံထိုးစစ်အတွက်ပြည်ဦးလင်းမြို့မှာရှိတဲ့စစ်တပ်ကတို့ចောင်းကဗိုလ်လောင်းတွေနဲ့ရဲတပ်ရင်းတွေကရဲတွေကထုတ်ပြီးတော့အသုံးပြုနေရတယ်လို့ DPRA ကပြောရေးဆိုခရှိသူကပြောပါတယ်အင်အားတကယ်ချိနေနေပြီးတဲ့စုပေါင်းဆက်ပေါင်းနဲ့ဟန်ရေးလို့ဖို့တိုက်ခါဆဲဖို့အသေးခံထိုးခိုက်နေတာလို့ ြောတာတွေ့ရပါတယ်เนาะအဲ့တော့နောင်ချူမှာဆိုရင်ဂျမစစ်ကောင်းဆောင်မင်းအောင်လိုင်ကဒီသူ့ရဲ့ဒီအောက်ကလူတွေအားလုံးကเนาะစုပေါင်းစစ်ပေါင်းတက်ကိုလူရောက်အများကြီးနဲ့ထိုးနေတာတွေ့ရပါတယ်เนาะဒါပေမဲ့လည်းလူရင်အားသာများတာအရေးချင်းမရှိတဲ့သူတွေဆိုတာကိုတော့ထုတ်ပြောပြောထားဖြစ်ပါတယ်เนาะအဲ့တော့အရေးချင်းမရှိလို့ပဲခုလိုမျိုးကြာဆုံးထိခိုက်ပြီးများနေတာဖြစ်တာသူတို့ဘက်မှာเนาะကဲနောက်တဲ့တဲ့ဘုတ်ကလည်းတရင်တိုင်တိုင်ပူလောမြို့နယ်တွင်းရှိပြူစော်ရီရွာတရွာကိုတော်လိုင်းကြီးတက်မြောက်ဝင်ရောက်စီးနေတိုက်ခဲ့ရာသုံးကောင်မျိုးစားဖြစ်ပြီးတနက်9:00နဲ့3:00ရမိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ကဲချမ်ဖက်စကောင်းဆောင်မင်းအောင်လိုင်းရတော့မင်းအောင်လိုင်းနဲ့ဖွဲ့ရတာပေါ့နော်အခုဆိုရင်ပေါ်တာမဆွဲတော့ပါဘူးဆိုသတင်းလွှင့်ပြီးမှာပေါ့နော်ပေါ်တင်ပေါ်တာဆွဲနေတဲ့ဟာလေးပေါ့နော်ကျွန်တော်အဲ့ဒီသတင်းကိုနားထောင်ကြည့်လောက်ဝေးတိုင်းစလင်းမျိုးရဲ့တောင်ဘက်ဒေတာခေါ်ပြွန်သုံးလုံးဤမှာစစ်ကောင်စီကဇွန်လ26ရက်နေ့ကနေစတင်ပြီးလူငယ်တွေကိုအင်အားအလုံးရင်းသုံးကပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ဒေတာရင်းသတင်းမြေတွေထံကသိရှိရပါတယ်စစ်ကောင်စီကစစ်ကားနဲ့ရောက်လာပြီးလက်နက်ကိုစီပါတဲ့အင်အား30ကျော်ဝန်းကျင်နဲ့ လူငယ်တွေကိုအပြေးအလွာလိုက်လံဖမ်းဆီးပေါ်တာဆွဲနေတာလို့စုံစမ်းသိရှိရပါတယ်။မနေ့ကဖြစ်သွားတာဆလင်းတောင်ဘက်ဒေသခေါ်ပြုံသုံးလုံးသားမှာလာဆွဲတဲ့ကားမန်းပြီးရောနီးတဲ့သူတွေက ပြေးပြေးလို့អော်တာပေါ့။កောင်းလေးကအပြေးမြန်လွတ်လွတ်သွားတာလို့ဒေသခံတဦးကမြို့တော်ကို ပြောပါတယ်။စစ်ကောင်ကြီးကသူတို့လောက်ဖမ်းလူတွေကနေတဆင်ပေါ်တာမဆွဲတော့ဘူး။နားပြီဆိုတဲ့သတင်းတွေလွှင့်ထားတတ်ပြီးလူငယ်တွေလမ်းပေါ်ရောက်မှ အခွင့်ကောင်းယူကလက်နက်အားလူအင်အားအများပြားသုံးသူကပေါ်တာဆွဲဖမ်းဆီးနေတာလို့သိရှိရပါတယ်။သူတို့ကမဆွဲတော့ဘူး။နားပြီဆိုပြီးသတင်းလစ်လိုက်တာ။သူတို့နဲ့ပဏံတင့်တဲ့သူတွေစီကနေတဆင့်ပေါ့။လူငယ်တွေလမ်းပေါ်ရောက်လာတာနဲ့အခွင့်ကောင်းယူပြီးဆွဲတော့တာပဲ။အခုလည်း၅ရက်ထဲဆွဲမှလို့သတင်းကတခါရဲ့လွှင့်ပြီးသားလို့အဆိုပါဒေသခံတဦးကမြို့တော်ကိုဆက်လက်ပြောထားပါတယ်။ဇွန်လအတွင်းတရက်နေ့ကနေ15ရက်နေ့အထိမနာရန်ပေါ်တာဆွဲဖမ်းဆီးနေပြီး လူငယ်အမြောက်ပြားဖမ်းဆီးခံရတဲ့အပြင်ဒီကနေ့ဇွန်လ28ရက်နေ့မှာလဲကျေးရွာတွေတည်းဒီအတင်းအကျပ်ဝင်ရောက်ကော်တာဆက်ရာတွေရှိနေပေမဲ့လူငယ်တွေအလုတ်သွားနေခြင်းဖြစ်တာကြောင့်မဖမ်းမိခဲ့ဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့လတွေမှာကော်တာဆဲဖမ်းဆီးမှုနှဲပါခဲ့ပေမဲ့ဇွန်လအတွင်းမှာတော့လူလိုအပ်ချက်အရနှီးမျိုးစုံနဲ့ဖမ်းဆီးနေတာလို့လေဒေတာရင်းသတင်းမြစ်တွေထံကသိရပါရဲ့ရှင်။ဟုတ်ပါဒီလူမရှိလို့ပဲစစ်မှုထမ်းဥပဒေဆိုတာကိုသူတို့ပေါ်ဆောင်ပြီးတော့ဗောနော်အခုဆိုရင်စစ်မှုထမ်းဥပဒေပေါ်ဆောင်လာတော့မလောက်သေးတဲ့အနေအထားဖြစ်ပါနော် အာကိုစီတင်ဆက်ထားတဲ့သတင်းနားထောင်ကြည့်အောင်နော်အခုဆိုရင်ထိုင်းနိုင်ငံမှာသတင်းတူတွေရှိတယ်ဗောနော်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့အဲ့အတွက်အဲ့နိုင်ငံရေးကြားထဲမှာဝင်မပါဘူးဗောနော်ပြောထားတဲ့ဟာနားထောင်ကြည့်အောင်နော်မင်္ဂလာပါအခုပဲတည်င်းဒါကျွန်တော်တည်င်းရိုက်ပြီးရိုက်ပြီးတယ်ဆိုတခါတည်းဆက်ရိုက်သွားတာပါအဲ့ဒါဘာလဲဆိုတော့ထိုင်းမှာရှိတဲ့လူတွေအထူးဂယုစိုက်ဖို့ ਨੇ ထိုင်းမှာအလုတ်ခေါ်တဲ့နှစ်ရနှစ်နေရာကိုကျညာပေးဖို့ဆိုတဲ့အကြောင်းပဲဖြစ်တယ်အဲ့တော့ပထမအဦးဆုံးပြောချင်တာကတော့ထိုင်းမှာရှိတဲ့လူတွေလာမဲ့ ကျွန်တော်28ရက်နေ့မှာ6လပိုင်း28ရက်နေ့မှာအနုဆဝါဒီပန်းချံမှာထိုင်းနိုင်ငံဘန်ကောက်မြို့အနုဆဝါဒီပန်းချံမှာလက်ရှိထိုင်းလူမျိုးတွေကဝင်ကြီးချုပ်နှုတ်ထွက်ဖို့ဆိုပြီးတော့ဆန္ဒပြပွဲရှိတယ်။ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ညနေပိုင်းညညနေ၄နာရီ၃နာရီ၄နာရီလောက်ကည၉နာရီအထိတော့လုတ်ပင်မဲ့ဒီနေ့ကရက်ဒီတစ်ခုကကြာတော့ရက်ဝေးရလာမဲ့သူတို့ဒီသူတွေပါရှိတဲ့အတွေ့တနေ့လုံးလုံးမဲ့အနေထားရှိတယ်ည၉နာရီမှပြီးမယ်။ ဒါကြောင့်မလို့အဲ့ဒီလာမယ့်28ရက်နေ့မှာဖြစ်နိုင်ရင်အဲ့ဒီအနုဆဝါဒီဘက်ကိုလုံးဝမတွားပါနဲ့ဒီတို့နိုင်ငံရေးကြားမှာကျွန်တော်တို့ကဝင်ပါလို့မရဘူးနော်ရောင်ရောင်ရောင်တွားကြည့်တာတွေဝင်ပြီးတော့အဲလုံးထွေးပါသွားမှာတွေဖြစ်ပေါ်လာမယ့်တက်ရောက်မှုတွေကိုဘယ်သူမှလိုက်ကူညီပေးလို့ရမှာမဟုတ်ဘူးဒါကြောင့်မလို့အဲ့လိုနေကြရင်ဖြစ်နိုင်မယ်ဆိုရင်ကိုယ်အခန်းမှာကိုယ်နေကြတာအကောင်းဆုံးပဲအလုတ်ရှိတဲ့သူကလည်းအလုတ်ကိုတွားမယ်အလုတ်တွားမယ်ကိုယ့်လုတ်ကိုလုတ်မယ်ပြီးရတဲ့တန်းပြန်လာမယ်ဈေး၆ဝယ်တာလို့လိုက်လဲတာလို့ဒါမျိုးတွေကိုမလုတ်တင်ပါဘူး ။ဘာဖြစ်လို့လဲကျွန်တော်တို့ကသူတို့နိုင်ငံကိုရောက်နေတဲ့ဧည့်သည်တွေပါ။သူတို့နိုင်ငံရဲ့နိုင်ငံရေးကိုပါဝင်ပတ်တက်ခွင့်မရှိပါဘူး။ဒါလေးကိုတဘောပေါက်ဖို့လိုအပ်တယ်။ဘလောက်ပဲဟိုဟိုနည်းဖြစ်သွားပြီးတော့ရောရောင်ကြီးပါသွားတာဆိုရင်နောက်ဆက်သွဲဖြစ်လာမဲ့ပြဿနာတွေဆိုရင်ဘောဘက်မှာရင်ဆိုင်ဖြည့်ဆင်းပေးเสียမရှိဘူး။အဲ့တော့ကိုယ်နိုင်ငံရေးကိုပဲကိုအရေးစိုက်ပြီးတော့ဂရုစိုက်ဖို့လိုတယ်။သူတို့နိုင်ငံရေးကိုသူတို့နိုင်ငံသားတွေဂရုစိုက်လိုက်မယ်။เนาะအဲ့တော့ဒါမဲ့28ရက်နေ့ကိုအားလုံးတိအောင်လို့ဒီသတင်းလေးကိုဝိုင်းပြောပေးပါ။ဒီနေ့ပေါ့နော်။ ပတ်ဝန်းကျင်မှာရှိတဲ့တငယ်ချင်းညီကူမောင်နှမတွေဖုံးဆက်ပြီးအနုဆိုရီဘက်ဘန်ကောက်ဘက်နီးလို့ရှိရင်မတွားချဖို့ကိုတတိပေးထားပါဘာဖြစ်လာမှကျွန်တော်တို့မှအားကိုးစရာမရှိဘူးเนาะဒါအောင်တတိပြဖို့အရေးကြီးတယ်ဒုတိယတတိယကတော့ကျွန်တော်ရှိမှာအလောက်လာလာမေးကြတယ်ခဏခဏလာရှာခိုင်းနေတချို့သူတွေဆိုကျွန်တော်ပွဲသားတဲ့မဟုတ်ပါဘူးအလောက်ရှာပေးတဲ့အေဂျင့်လည်းမဟုတ်ပါဘူးเนาะကျွန်တော်ထောက်ဖို့လုပ်နေတဲ့ထောက်ဖို့တယောက်ပါเนาะဒါအားလုံးထိတယ်အဲ့တော့တခါကြရင်ရှိလို့ရှိရင်လည်းပေး join ပေးလိုက်မရှိလို့ရှိရင်လည်းကျွန်တော်လည်းမတတ်နိုင်ဘူး အဲ့တော့အလုံးအခုနှစ်နေရလာပြောထားတယ်ခေါ်တဲ့လူကလည်းကိုစီရှိမှသူတို့လာလာပြောတဲ့လူရှိတဲ့အတွက်သူတို့ကလည်းစေတနာနဲ့ခေါ်ပေးတာအဲ့တော့တစ်ခုကစောက်လို့ရေးတစ်ခုကဝဲဆက်တဲ့စိတ်ရောကဲကိုစီပြောတဲ့ဒီအလုပ်ကိုသိချင်တယ်ဆိုရင်တော့ကိုစီရဲ့ channel မှာတစ်ချက်သွားကြည့်လိုက်ပါနော်အမသူပြောထားတာအများကြီးရှိပါတယ်ကျွန်တော်နိုင်ငံသားတွေပတ်သက်လို့အခုကျွန်တော်ဆိုရင်ရိတ်ခိုင်သွားယူသွားသွားပြီးွားလာရေမျက်နှာတက်ဘာညာကိုယ်လိုက်တုတ်ပြီးအဲ့ဒီအိမ်ယူချွတ်လိုက်တယ်ခောက်ပြီးအိတ်ချွတ်တဲ့ထဲ့ ကောင်းကောင်းမွန်မွန် switch up ဖြစ်ဖြစ်ကိုဝင့်မဲ့အဲ့ဒီတထဲကောက်ဝစ်လိုက်တယ်ဖနှတ်နဲ့ရှူးနှတ်နဲ့69ဘတ်ဆိုရင်ရှူးဖနှတ်ရပြီအခုရှိပါတယ်ကျွန်တော်နိုင်ငံသားတွေပတ်သက်ဒါပြင်ကျွန်တော်နိုင်ငံသားတွေရတယ်ပေါ့နော်အာဒီနိုင်ငံခြားတွေရောက်တိုင်းတခြားတိုင်းပြည်ကိုရောက်နေတာဖြစ်တဲ့တော့ပေါ့နော်သူတို့ရဲ့လူနေမှုပုံစံနဲ့အညီပေါ့နော်လည်းရောညီထွေစွာဝစ်ဆင်ရမယ်ဆိုတာလည်းပြောထားတာနောက်တော့ကြည့်အောင်နော် တစ်ခုရှိပါတယ်ကျွန်တော်နိုင်ငံသားတွေပတ်သက်လို့အခုကျွန်တော်ဆိုရင်ရိတ်ခါရေးသွားယူသွားသွားညက်တဲ့ဟိုအလုတ်လွှတ်ချိန်နဲ့ကြုံလဲဆိုရင်ဒီမဟာချိန်ကိုပို့ဆိုးတယ်လမ်းဘေးသားမှာအဆုလဲဆုလဲကြည့်နေအကုန်လုံးမြန်မာရှင်းရှင်းပြောရအောင်ဗျာဒီနိုင်ငံအောက်ခြေသိမ်းအကုန်လုံးနေတာကျွန်တော်တိုင်းပြည်သားတွေဒါဒီထဲမှာကျွန်တော်လည်းပါခဲ့တာပဲအခုလောဆယ်ကျွန်တော်အလုတ်လုံးလို့မရလို့လားဒါတော်ထိုင်းလုံးနေလို့လားဟုတ်တယ်နော်အဲ့တော့အဲ့ဒီမှာဘာကိုကျွန်တော်မကြိုက်ဘူးလို့ဆိုဝိတ္တစားတာနဲ့ပတ်သက်လို့ကျွန်တော်မြစ်တာရက်ခံခြင်းပါတယ်ဆရာလောက်တာမဟုတ်ပါဘူးနော်ဖိုင်းနိုင်ငံမှာအင်ဂျီတစ်ထည့် 40ဘက်ကနေစပြီးတော့ဈေးမျိုးမျိုးရှိတယ်เนาะတရားတန်တော့ဆိုရင်လူနဲ့တူတဲ့ပုံစံဝင့်လို့ရတယ်စမတ်တကြဝင့်လို့ရတယ်အဲ့ဒီတစ်ထက်တရား196ဘက်ဆိုရင်ရှုပနဲ့ရပြီအဲ့ဒီဈေးတဲချင်းမွေးဆောင်ဆိုင်တွေမှာတွားပြီးတော့စကန်ဆိုင်မှာစကန်ပစ္စည်းတွေဝယ်လို့ရတယ်အခန့်မသိလို့ရှိရင်ပစ္စည်းကောင်းကောင်းကိုရသေးတယ်เนาะကျွန်တော်အခုတော်တဲ့တွားရင်စီးတဲ့ letter အစစ်တရေ အပြင်မှာဝယ်မယ်ဆိုအ ਨੇ ဆုံးအတစ်ဝယ်မယ်ဆို9000 6000တော့ပေးရတယ်ကျွန်တော်အဟောင်းဆိုင်ကနေ300နဲ့ဝယ်ထားတာစမတ်ကြနေရောနော်ကပလက်လက်တာခွာအကောင်းနေရောအဲ့လိုမျိုးပေါ့ခုနကပြောသလိုကိုကရှူးခဏလေးဝင့်မယ်ဘောင်းမီရှိ196ဘတ်ဆိုဝင့်လို့ရတယ်တကိုလုံးဘတ်900နဲ့ဆင်လို့ရတယ်ဗျာကွန်ဆန့်လုံနေတဲ့လူတယောက်တောင်မှဘတ်900တော့ကိုကိုကိုဆင်လို့ရနိုင်ပါတယ်မရနိုင်ဘူးလားဟုတ်တယ်နော်ကျွန်တော်လေးထိုင်းမှာ acid ယုံမှာ acid ဘုံးလေးကို ပို့တဲ့အလုပ်လုပ်ဘူးတယ်ပထမမကျွမ်းခင်တော့ငါယုံမှလောက်ကတယ်ကျွမ်းလာတဲ့အချိန်မှာကားတွေတော့လိုက်ကတယ်နော်ကားတွေတော့လိုက်ကတယ်ဘောဆောင်မဟုတ်ဘူးရှင်ကားတွေတော့ acid တွေပို့တဲ့အချိန်မှာကျွန်တော်အေးကြီးတစုံအပူယူရတယ် acid ပုံချတဲ့အချိန်မှာအလုပ်လုပ်ရင်ဝှက်ဖို့အေးကြီးလက်ရှိအုပ်ထုတ်နေနော်ဘောထွေးထွက်တာဟုတ် acid ပုံတွေပြစ်ကတာနော်ပြစ်တယ်ပြီးွားလာရင်မျက်နှာတက်ဘာညာကိုယ်လိုက်တုတ်ပြီးရင်အဲ့ဒီအင်ယူချွတ်လိုက်တယ်ခောက်ပြီးအိတ်ချွတ်တဲ့ထဲ ကောင်းကောင်းမွန်မွန်စွတ်ချက်ဖြစ်ဖြစ်ကိုဝင့်မဲ့အဲ့ဒီတစ်ထက်ကောက်ဝစ်လိုက်တယ်ခဏနဲ့ရှူးနှက်နဲ့မရဘူးလားစက်အောင်အလုပ်တွေမှာလောက်တဲ့သူကကိုစက်အောင်မှာယူနီဖောင်းကိုကမယ်ဆိုရင်စက်အောင်ရောက်မှာကိုအလုပ်ကိုလဲလိုက်တယ်အချားအဲ့ဒီလေးနဲ့အဲ့ဒီလေးနဲ့ထည့်သွားမယ်အပြင်ထွက်သွားရင်သူ့လိုကိုလိုရှမ်းလိုပဲဝစ်စားမယ်မရဘူးလားရတယ်အဲ့တော့ရှမ်းနေကျွန်တော်တို့ထွက်တဲ့ထိုင်းနေနှိမ့်နေနှိမ့်နေဆိုတာကနှိမ့်တဲ့သူကိုလည်းတွားပြပြောလို့မရဘူးနော်ထွက်တဲ့ကျွန်တော်ကြုံဘူးလေကျွန်တော်အဲ့ဒီလောက်တော့ထွက်တဲ့ကောင်တွေခြင်စွတ်တောင်နှစ်ရက်သုံးရက်ဝစ်ပြီးတော့ ကားကောင်းနဲ့တက်လာပြီးတော့အဲ့ခမန်းကြီးချွတ်တဲ့ကောင်ရှိတယ်။ဆိုတော့အဲ့ဒါဆိုတော့ကားမောင်းတဲ့ driver ထဆက်ရောထိုင်းရမသူစဲတာမှားလားအဲ့တော့နေတာထိုင်းတာတွေကိုလည်းကျွန်တော်တို့တိုင်းလူပြည်သားတွေအနေနဲ့သူများနိုင်ငံမှာရောက်တဲ့ချိန်သူများအထင်သေးအောင်သူများအမြင်သေးအောင်လို့နေမှုထိုင်မှုတွေပေါ်မှာလည်းဂယုစိုက်ဖို့လိုအပ်တယ်။ပတ်စံရှိတာမရှိတာနဲ့မဆိုင်ဘူးเนาะစနစ်တကျနေတတ်တဲ့လူကလူတိုင်းနေတတ်ပါတယ်။เนาะအဲ့တော့ ဝိတ္တစားလာနေလာတဲ့အစားလို့ရှိရင်ခုနကပြောလို့အလုံလုံတဲ့နေရာတဲ့စီကန်းရှိရှိလုပ်မယ်ဝိတ္တစားလာလို့ကျွန်တော်တတ်တတ်ရှိရှိနေမယ် brand တက်ဝင်မှမဟုတ်ဘူးဒါဆိုလို့ရှိရင်ကျွန်တော်တို့နှိမ်စရာအကြောင်းရှိဘူးမယုံလို့ကြည့်ကဲဒါတော့ကိုစီတုံးတက်ထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะအဲ့တော့ဘာပြောကျွန်တော်တို့မြန်မာတွေရောက်တဲ့နေရာမျက်နှာမငယ်ရအောင်လို့ပေါ့เนาะကိုကကို self confidence ဖြစ်အောင်လို့ပေါ့เนาะလှုပ်ဆောင်မယ့်အရာလေးတွေကိုဒီသူများတွေအထင်မသိအောင်လှုပ်ဆောင်မယ့်အရာလေးတွေကိုပြောပြထားမှာဖြစ်ပါတယ်เนาะကဲကျွန်တော်နောက်ထပ်နောက်ထပ်မဲ့သတင်းလေးရတော့နောင်ချုံမြို့နဲ့ပတ်သက်ပြီးတင်ဆက်ထားတဲ့သတင်းနောက်ထပ်ကြည့်တော့เนาะ ဆောင်စစ်တိုက်ခိုင်းဖို့အကြောင်းကဖန်လာပါတော့တယ်ဒီတစ်ခါစီးချင်းထိုးရမှာကတော့ DNLA နဲ့ပါ MNDAA ကလာရှုံမြို့ကိုစစ်ကောင်စီစီပြန်ပေးပြီးတရုတ်ဖိအားကိုရှောင်လွဲခဲ့ပေမဲ့ DNLA ကတော့စစ်ကောင်စီနဲ့ဆွေးနွေးမှုအဆင်မပြေဘူးလို့တရားဝင်ကြေညာခဲ့ပါတယ်စစ်ကောင်စီကတရုတ်အားကိုနဲ့နောင်ချိုမိုးကုတ်မိုးမိတ်ကြောက်မဲတီဘောမျိုးတွေကို TNLAC ကနေပြန်တောင်းပါတယ် TNLA နဲ့မဟာမိတ်တွေကနောင်ချိုမျိုးကိုသိမ်းယူနိုင်ခဲ့ပေမဲ့ မြို့ရဲ့တောင်ဘက်မိုင်20ခန့်အကွာမှာရှိတဲ့တောင်ခန်းကျေးရွာကအမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မဆာခ900နှစ်နဲ့အမြောက်တက်ရင်အမတ354တို့ကိုတော့အပီးသက်မသိမ်းယူနိုင်ခဲ့ပါဘူး။ဒါကြောင့်နောင်ချိုတိုက်ပွဲကရှေးကျနေတာဖြစ်ပါတယ်။တရုတ်အကူအညီကြောင့် MNDAA နဲ့စစ်မျက်နှာလျော့သွားတဲ့စစ်ကောင်စီက TNLA ကိုစစ်ရေးအရာဖိအားပို့ပေးလာခဲ့ပါတယ်။မန္တလေးဘက်ကနေရှမ်းမြောက်အဝင် မုတ်ဦးမြို့ဖြစ်ပြီး ကုံသွဲရေးလမ်းကြောင်းရဲ့အသက်သွေးကြောနောင်ချိုကိုအရပြန်ယူဖို့ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့်ပဲနောင်ချိုစစ်မျက်နှာကိုအကြောင်းပြုပြီးဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုအပေးအယူလုပ်ဖို့ဒုစစ်ကောင်ဆောင်ကကန့်လန့်ခဲ့တာဖြစ်ပါတယ်။ရမခနဲ့လာရှုကိုဆုံးရှုံးခဲ့တဲ့အဖြစ်အတွက်ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးအနေနဲ့နောင်ချိုမြို့ကိုပြန်သိမ်းယူပေးရမယ်ဆိုတဲ့မျက်လုံးနဲ့စစ်ကောင်ဆောင်နှစ်ဦးကြားမှာလောင်းကျစ်ထပ်ထားကြတာဖြစ်ပါတယ်။အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခကို MNDAA သိမ်းယူတော့ကလည်း ခုခံစစ်ဗျူဟာကိုသူတို့နှစ်ဦးအတူတူဦးစီးခဲ့တာဖြစ်ပါတယ်။ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးရဲ့အစွမ်းအစကိုယုံကြည်တယ်လို့ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စစ်ကောင်းဆောင်ကို ပြောထားပါတယ်။သူကိုယ်တိုင်ကတော့ဒေါနာတောင်တန်းဘော်ကအောင်စီရစစ်စင်ရေးမှာအထင်နာနေခဲ့တယ်လို့နှစ်ကြိမ်မကဘုံခွဲတက်ခိုက်ခံထားရတာလည်းဖြစ်ပါတယ်။ပြီးတော့အနာဂတ်တက်ကြုံလောင်းလို့ထင်ကြေးပေးခံနေရတဲ့ကြီးရေလေးညှိနှိုင်းကုတ်ကဲရေးမှုဗိုလ်ချုပ်ကြီးကြော်စွာလင်းနဲ့ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးတို့က စစ်တပ်ကသူအပတ်စဉ်35ကျောင်းဆင်းတွေဖြစ်ပါတယ်။ဒါကြောင့်မလို့လေဘိုးချုပ်ကြီးကျော်စွာလင်းကဒုဘိုးချုပ်ကြီးနန်းနိုင်ဦးကိုကာဗာပေးထားတာဖြစ်ပါတယ်။နေပြည်တော်စစ်ရုံးတဲကကြေးကြီးတဲ့ဒီအလောင်းအစားကြောင့်ပဲရမခကြပြီးတဲ့နောက်ပိုင်းပျောက်ချင်းမလားပျောက်နေတဲ့ဒုဘိုးချုပ်ကြီးနန်းနိုင်ဦးကဂျွန်လ17ရက်နေ့မှာတော့နောင်ချိုစစ်မျက်နှာမှာပြန်ပေါ်လာခဲ့ပါတယ်။နောင်ချိုမြို့နဲ့မိုင်20လောက်ဝေးတဲ့တောင်ခမ်းရွာခြေဆိုင် အမြောက်တပ်အာမတာ354စက္ကန့်အကုန်လုံးဖော်လိုက်တယ်နော်။နောင်ချိုဒုထဝတိတရာအနီးမှာရှိတဲ့တာဖလန်ရဲကင်းစခန်းကိုလုံခြုံရေးအဆောက်အအုံတွေနဲ့ရောက်လာပြီးလူလုံးပြရတာဖြစ်ပါတယ်။ဒီလိုမျိုးလူလုံးပြတာကလည်းသူ့ဆရာဒုဘိုလ်ချုပ်မူကြီးစိုးဝင်းရဲ့အစီအစဉ်ပါပဲ။နောင်ချိုစစ်မျက်နှာဟာပြီးခဲ့တဲ့မေလစံကရေကတိုက်ပွဲတွေပုံပြင်းထန်လာပြီးအခုရက်ပိုင်းမှာတော့အပြင်းထန်ဆုံးဖြစ်နေခဲ့ပါတယ်။စစ်ကောင်စီကမြို့ပတ်ချလေကနေစစ်ကြောင်း၃ကြောင်းခွဲပြီးဝင်လာနေပါတယ်။ မြို့ပေါ်ဝင်ဖို့မိုင်းအနှဲငယ်ပဲလိုတော့ပြီးမကြခင်ရအောင်တင်ပိုက်မယ်လို့စစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကကြွေးကြော်နေပါတယ်။မင်းနဲ့ဂျွန်လာကတိုက်ပွဲတွေမှာစခန်းတချို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ TNLA ရဲ့စစ်ရေးစွမ်းရည်အပေါ်နောင်ချိုမြို့ကန်တွေနဲ့ပြည်သူလူထုကမေးခွန်းထုတ်လာခဲ့ပါတယ်။ဒါပေမဲ့နောင်ချိုကိုအဆုံးရှုံးကံမှာမဟုတ်ပဲစစ်ရေးဗျူဟာမြောက်တိုက်ခိုက်နေတယ်လို့ TNLA ကသတင်းစာရှင်းလင်းပွဲကနေတဆင့်အသိပေးထားတာရှိပါတယ်။ ဒါကနောင်ချိုကိုစစ်ကောင်စီတပ်ကတိုက်ပြီးပြန်ရယူသွားမလားဆိုတဲ့ဝေယောဓိကိုနောင်ချိုဇက်လိုက် TNLA နဲ့ PDF ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တို့ကပြည်သူကိုသတင်းစကားပားလိုက်တာလည်းဖြစ်ပါတယ် BPLA ရဲ့အခြေခံစစ်ပညာသင်တန်းစင်ပွဲကို TNLA ထိန်းချုပ်ဒေသမှပြုလုပ်ခဲ့ပြီး NUG AA နဲ့ TNLA အပအဝင်မဟာမိတ်တွေရဲ့ခေါင်းဆောင်တွေတက်ရောက်ခဲ့ပါတယ် NUG အစိုးရနဲ့မပေါင်းဖို့တရုတ်အစိုးရက PR ပေးနေတဲ့အချိန် NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆို TNLA အထွေထွေအတွင်းရမှုဗိုလ်ချုပ်တာပုံကျော်တို့တွဲရိုက်ထားတဲ့ဓာတ်ပုံကိုဂျွန်လ22ရက်မှာ BPLA ကထုတ်ပြလာခဲ့တာဖြစ်ပါတယ်စစ်အာဏာရှင်စနစ်အ мян အဆုံးသတ်ရေးအတွက်ဒေါ်လာရင်းအားစုတွေဟန်ချက်ညီရေးဆွေးနွေးခဲ့ကြတယ်လို့ BPLA ကဖော်ပြထားပါတယ်ကဲဒါတော့နော်ဒီရှမ်းမြောက်မှာဟိုတုန်းက ဒီအလက်နှချအလင်းဝင်သွားတဲ့နိုင်ဘိုးကြီးနဲ့အောင်နဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးထားတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲတော့သူတို့ကအရှက်မရှိပြန်ရောက်လာပေမဲ့လည်းတခါတခါတည်ပြီးတဲ့လူကတော့ဘယ်တော့မှပြန်ပြီးတော့ပါနော်ပြန်ထလာနေစရာအကြောင်းမရှိပါဘူးနော်သူတို့ဘလို့ပဲအဲ့ဒီအောင်ပြန်ခက်ခန်းမကြခင်တော့ပြန်ပြီးတော့နော်ပေးရမှာဖြစ်ပါတယ်ကဲကျွန်တော်တော့ကဲကျွန်တော်နောက်ထပ်နောက်ထပ်မယ့်သတင်းကတော့ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကအားလုံးမှတ်မိမယ်ထင်တယ်။ PLD ကပြစ်ချလိုက်တဲ့ Jet Fighter နဲ့ပတ်သက်ပြီးတော့ဒီအငင်းပွားစရာပေါ့နော်။တချို့ အဖွဲ့အစည်းတွေကလည်းဒါ PLA ပြစ်တာဖောက်ပါအောင်ဆိုရင်မှလိုင်းပေါ်မှာပြောတာရှိတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အခုချိန်မှာဆိုရင်တော့ဒီအင်တာဗျူးလေးထဲမှာဒီဂျက်ဖိုက်တာကိုပြစ်ချတဲ့အကြောင်းကိုပြောပြီးတော့အဲ့ဂျက်ဖိုက်တာကိုပြစ်ချလိုက်တဲ့လက်နက်ကလည်းပေါ့နော်အာတကယ်ပဲပြည်သူတွေကိုချက်ပြတ်လို့မရသေးတဲ့လက်နက်ဖြစ်တယ်လို့ပြောထားတဲ့အတွက်ပေါ့နော်အာတော်တော်လေးကိုဘယ်လိုစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်အဲ့တော့ဘယ်လိုမေးပြီးဘယ်လိုဖြေထားလဲတစ်ချက်နားလည်ကြည့်လောက်နော်ဟုတ်ကဲ့အဲအဒီမှာပေါ့လေဒီခန်းတောင်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီ PLA ရနေပြီးတော့ဒီ ဒီစစ်တပ်ရဲ့ချက်လီရင်စည်းကိုဒီပြစ်ချနိုင်ခဲ့ရပေါ့နော်ပြစ်ချနိုင်ခဲ့တဲ့အချိန်မှာအငင်းဖောင်းမှုတွေလည်းရှိနေကြတာပေါ့နော်ဆိုတော့ဒီဒီအမတ်တစ်စစ်တွေသားအတွင်းမှာလည်း PLA နဲ့တခြားသောဒီတပ်တွေနဲ့ကြားရတာဒီငင်းခုန်စရာကိစ္စလေးပေါ်ပေါက်လာခဲ့တယ်ဆိုတော့ဒီအချိန်ဒီပေါ်မှာတော့ဒီအကောင်းဆုံးဘလို kait တွင်နေပါတယ်ပြီးတော့ PLA ဘက်ကရောဒီ Jet Fighter ကိုပြစ်ချခဲ့တယ်ဆိုတော့ဒီတပ်တွေပေါ့နော်ဘယ်ဟာတွေနဲ့ဒီကြည်သူပြောပြချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ဒီဂျပိုက်တာကိုပြကြတဲ့အကိစ္စကမှန်ကန်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့တစ်ခွဲတည်းမဟုတ်ဘူးအဲ့မှာမာမိတ်တွေအများကြီးရှိတယ်မာမိတ်မာကို PDF အောက်ကမာမိတ်တွေလည်းရှိတယ်အခုဂျက်တက်နဲ့တူပါတော့ဆိုလည်းဒါအာ MOD အောက်ကပဲပေါ့နော် MOD အောက်ကတိုင်ရင်းတွေရှိတယ်နောက် ABS တွေတူရှိတယ်တခြားမာမိတ်တွေရှိသေးတယ်သူတို့ကိုသူတို့တွေကိုယ်တိုင်သူတို့တွေရှေ့ရနေပြီးတော့ဒီ PL ရဒီဂျက်ဖိုက်တာကိုပြချခဲ့တယ်ဆိုတာသူတို့တွေကိုယ်တိုင်ပြောထားပြီးသား တို့တွေရဲ့ခေါင်းဆောင်တွေကိုယ်တိုင်ကိုအဲမြေပြင် ပေါ့နော်တပ်မှုတွေကိုယ်တိုင်ကပြောထားတဲ့အားတွေရှိတယ်။နောက်ပြီးတော့လည်းဒီကျွန်တော်တို့ဒီတောက်ပြချလိုက်တယ်လို့ပြောတဲ့အချိန်မှာဆရာကြီးဟိုဟာဥယျာဉ်မော်တို့လည်း congratulation လုပ်တာတွေရှိတယ်။နောက်ဒေါက်တာဇဝုဆိုတို့လည်း congratulation လုပ်တာတွေရှိတယ်။ဘုကျုံတာပေါင်းကျော်တို့လည်း congratulation လုပ်တယ်။ကိုကန်တွင်မှုတို့တွေလည်းလုပ်တယ်။ဂျန်နဲ့အဲဒါတိုက်ကိုနဲ့ link မရှိတဲ့မာမိတ်ဖွဲ့တွေပေါ့နော်ခေါင်းဆောင်တွေ အဲတဲမှာလည်း KIA ဘက်တွေတခြားဘက်တွေကလည်းအားအယောင်ဝဲမြောက်နေကြတယ်ဂုံယူနေကြတယ် congratulation လုပ်နေကြတယ်ပေါ့နော်ဒါ KNDF တို့ရော PPL တို့ရောအကုန်လုံးပဲ congratulation လာလောက်တာကြီးရှိဆိုတော့အဲ့လိုလုံးချင်းအကြောင်းရင်းရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တောက်လျှောက်တို့တွေနဲ့တွဲတိုက်ခဲ့တယ်နောက်ပြီးတော့ကွန်မြူနစ်ပါတီကအစင်လာကြီးတဲ့ပါတီဖြစ်တယ်ပေါ့နော်ဟိုတက္ကအကြောင်းမျိုးနဲ့ပြိုကွဲပြင်မယ်အခုမှပြန်တည်ဆောက်ပြင်မယ် ဒီနွေဦးတော်လိုင်းမတိုင်ခင်တည်းကွာဒီနိုင်ငံရေးလှုပ်လာတဲ့ရဲဘော်တွေပေါ့နော်သူတို့ရဲ့တူးချင်းရဲ့အဲကောင်းတဲ့ခါတွေရိုးသားမှုတွေဆုံးလုံးစံစားမှုတွေကနွေဦးတော်လိုင်းမှာစခဲ့တာမဟုတ်စတယ်ကွာစခဲ့တာဒါပြီးအစင်လာကြီးတဲ့ပါတီတခုရဲ့တက်ကရဲဘော်တွေကအဲ့လိုတော့လွယ်လင်းတခုစကားကိုအဲမပြောဘူးပေါ့နော်ဆိုတော့ဟိုရိုးရိုးဖျောက်ဖျောက်လောက်ခဲ့တယ်ပေါ့နော်ရိုးရိုးဖျောက်ဖျောက်လောက်ခဲ့တဲ့ရဲဘော်တွေပြီးပြီးတော့တိုက်ခဲ့တယ်ဒီလက်နက်ခဲရနေရတယ်အခုလေလေယုံပြတ်ချတဲ့ တန်းတဲ့ခရမ်းနေဆိုလဲရဲဘော်တွေတယောက်ချင်းပေါ့နော်အသက်သွေးချွေးတွေပေးပြီးတော့အသက်နဲ့ရင်းပြီးရယူထားတဲ့လက်နက်တွေနဲ့ပဲတိုက်ခဲ့တာပေါ့နော်ရန်သူဘာနဲ့တိုက်ခဲ့လဲဆိုတဲ့ဟာကိုတော့အခုချိန်မှာကျမတို့ကထောက်ပြမှုစောနေသေးတဲ့ကြောင့်အတိအကျတော့ကျမတို့ကဘာနဲ့တိုက်ခဲ့တယ်တော့မပြောဘူးပေါ့နော်ဒါပေမဲ့ဒီလက်နက်တွေကကျမတို့ရဲဘော်တွေအသက်သွေးချွေးနဲ့ရင်းပြီးတော့ရခဲ့တဲ့လက်နက်တွေဟိုလွယ်လင်းတကူလေးပေါ့နော်အလူလေးခံဒါလေးလုတ်ပြီးရလာတဲ့ ပတ်စံလေးနဲ့ဝယ်ထားတဲ့လက်နဲ့လည်းမဟုတ်ဘူးပေါ့နော်။ဒါကတော့ကျွန်တော်တို့ကိုယ်တိုင်လည်းသိတယ်။မဟာမိတ်တွေလည်းသိတယ်။ဒါကြောင့်မဟာမိတ်တွေကိုယ်တိုင်ကလည်းဒါအတိအမှတ်ပြုတယ်။ဘယ်ဘွဲရမဆိုရဲဘော်တွေအတက်သွေးချိုးရင်းပြီးတော့တိုက်နေရတာ။ BTR ပဲဖြစ်စေဘယ်လိုကဲပဲဖြစ်စေတိုက်နေရတာ။အတက်တွေနဲ့ရင်းပြီးတိုက်နေရတာ။သူများအတက်သွေးချိုးနဲ့ရင်းထားတဲ့ပုံမှန်ကျွန်တော်တို့ကခေါင်းမုံဖြတ်တဲ့အလုပ်ကိုတသက်လုံးနဲ့လုပ်မှာမဟုတ်။နောင်လည်းလုပ်မှာမဟုတ်၊ရင်းကလည်းမလုပ်ဘူး။ဆိုတော့အဲ့ဒီကိစ္စကတော့ဒါကျွန်တော်တို့ချလိုက်တာမှန်ကန်တယ်ဆိုတဲ့ဟာတော့ထပ်လောင်းပြီးတော့ပြောချင်တယ် ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အဲခုသူတို့ဟုတ်တယ်ဒီကောက်ပွဲလုံးမယ်လို့လဲသူတို့ဆိုင်းမြင်းနေတယ်ပေါ့နော်သူတို့လဲတရားဝင်ထုတ်ပြပြောတယ်ပေါ့အဲ့လိုနောက်ပြီးငញ្ញမ်းကြီးတွေကိုလဲအုပ်စုတွေဖွဲ့ပြီးတော့ဆွေးနွေးတယ်ဒါတော့ရှိကောက်ပွဲနဲ့ပတ်သက်တာပြောဆွေးနွေးတာရှိတယ်မြင်နေကြားနေရတယ်ပေါ့နော်ဆိုတော့အခုချိန်မှာသူတို့ငញ្ញမ်းကြီးဆွေးနွေးမယ်အာလာခဲ့ပါ ပြောပေမဲ့အဲငញ្ញမ်းကြီးတကယ်ဆွေးနွေးခြင်းနဲ့ဆိုရင်ပရမအဆုံးကဟိုလူတယောက်ပဲဖြစ်ဖြစ်အခွင့်အရေးတစ်ခုပဲဖြစ်ဖြစ် ပါဇန်နဲ့ပြောတာလွယ်တယ်ဓာတ်တွေလုတ်ဖို့အရေးကြီးတယ်ဟုတ်တယ်မလားဒါပါဇန်နဲ့ပြောတာလွယ်လွယ်လေးပဲပါကျွန်တော်ကဘယ်တော့မှမလုပ်ခဲ့တယ်လို့ဘယ်တော့မှမလုပ်မှာလို့ပြောတာရလွယ်လွယ်လေးပဲဒါပေမဲ့ဓာတ်တွေလုတ်ပြရမယ်ဓာတ်တွေလုတ်ပြခဲ့ရမယ်ပေါ့နော်တမိုင်းမှာရောပဲအခုရောပဲတောင်းလာမဲ့ဟာရောလေယုံကြည်လောက်တဲ့လူကပြောတဲ့စကားမှပဲသူများယုံကြည်ပါလေဟုတ်တယ်မလားအတူကငင်းငယ်လိုချင်ပါတယ်ပြောပြီးနေတိုင်းထိုးစစ်တွေထိုးနေအခုကျွန်တော်တို့ကန်တော့ရဲစခန်းဆိုလဲဒါအခုမျိုးဆက်တဲ့ရဲဘော်တွေလူငယ်လူလူတွေဒုက္ခရောက်နေလုံးလုံးမကန်နိုင်လို့သူတို့ကြောင်းနေ သူတို့တမူဟန်ကျောင်းတွေဖြစ်ပြီးတော့သူတို့ဘဝတွေစွန့်ပြီးတော့တချို့ဆိုတက်ကလေး16ငါးနှစ်နဲ့တောင်းလာရတဲ့ကိုရောက်တာ17နှစ်ပဲရှိသေးတယ်။သူတို့တိုက်ချန်လုံးလို့တက်သေးဝင်မှာငယ်ပြောတဲ့ဒုငယ်ရဲဘော်တွေရှိတယ်။နောက်ငယ်သေးလို့မလာပါနဲ့ဆိုတော့17နှစ်23နှစ်14နှစ်ဆိုမိဘတွေကိုယ်တိုင်တက်သေးကိုလွှတ်တာ။ဒီစစ်ဆိုးရောက်တော့ကြံပြီးရောဆိုပြီးတော့အဲ့လိုလွှတ်တဲ့တောင်းလာရတက်သားတွေရဲ့မိဘတွေလည်းရှိတယ်။ဆိုတော့ဒီအစိုးရကဒီစစ်တပ်ကနေတိုင်းဘုံနေနဲ့ကျဲနေမဆိုင်တဲ့နေရာတွေကို ဟိုဒါတဏိကအစာဟုတွေလည်းကျဲတယ်ဗျာအဲဒီဆေးရုံတို့ကဘာဆစ်ဖြစ်အောင်ဆေးရုံတို့ဘာလို့ကျဲလို့မရတဲ့နေရာဆေးရုံတွေအဲစာတင်ဆောင်တွေအချိန်လုံးကျဲနေအခုကျမတို့ကန့်တောင်းလို့ဘာလို့ဆိုလဲအဲ့မှာလေအချိန်မောင်းတော့100ကျော်ဆိုတာနည်းပြီးဆေးရင်တိကြတွေထွက်လာဘုံချိန်ရင်900ကျော်ဆိုတာလည်းအကြမ်းမြင့်မဲ့တွက်တာအများကြီးပဲဒါသူတို့ကနေတိုင်းထိုးစစ်တွေလာထိုးဖို့ကြိုးစားနေရပါထိုးလို့ရတဲ့နေရာပေါ့နော်ခုနမိုင်းကြောက်ကြီးလဲဒီတိုင်းပဲအဲမရရလဲဒီတိုင်းပဲ အေးအေးဘက်မှာလည်းဒီတိုင်းပဲတယင်ဘက်မှာလည်းဒီတိုင်းပဲသူတို့ကပြည်သူများနဲ့ခုံလုံးကတော့သူတို့ကလင်းလိုက်ခံလိုက်ရတာလေအခုချိန်ကျတော့ဖျားမျိုးစုံနဲ့သူတို့မှလည်းနန်းနေတိဆုံးတာသူတို့နေစဉ်ထိုးနေတာအဲ့လေနေတိုင်းထိုးအခုငလင်လောက်တယ်ဒီလောက်လူတွေတိတ်ကြည်ပျက်စီးနေပြီးဖြစ်နေတဲ့ဥစ္စာကိုအဲ့ဒီအချိန်မှာအပြစ်ရပါမယ်လို့ဒီဘက်အဖွဲ့အစည်းတွေဒီမိုကရက်တစ်အင်အားစုတွေပေါ့ဒီဘက်နောက်ပိုင်းဖွဲ့တွေအကုန်လုံးကအပြစ်ရပါတယ် PDF တွေပြောနေရကြားရတယ်ဘုံအဲ့ဒါကိုခွင့်ကောင်းယူပြီးကျဲတယ် အခုလည်းကျဲနေတာပဲနေစင်နဲ့အမြကျဲနေတဲ့သတင်းတွေတချို့မီဒီယာပေါ်မှာမတက်လို့အဲ့လောက်နေစင်နဲ့အမြထိုးစစ်ထိုးနေပြီးတော့ရန်လိုနေတဲ့အစိုးရအဖွဲ့တစ်ဖွဲ့ရငញ្ញမ်းရုံလိုချင်နေလာခဲ့ပါအားလုံးကိုဖိတ်ခေါ်ပါတယ်ဆိုဘယ်လိုလုပ်ပြီးဒီငញ្ញမ်းရုံဘွဲရဖြစ်မှာလဲသူတကယ်ငញ្ញမ်းရုံလိုချင်နေဆိုရင်သူထိုးစစ်တွေရပ်လိုက်အချင်းရကျွန်တော်တို့လောက်တာမားပါတယ်အနာသိန်းတာလည်းမားပါတယ်ကျွန်တော်တို့ခေတ်ဆက်ဆက်တိုင်းမှာဘိုးเจ้าအောင်စံတီထောင်ခဲ့တဲ့တပ်တွေကိုကျွန်တော်တို့တလက်ကင်ဖြစ်နေကျွန်တော်တို့အာ ဩဇာအာဏာဖြင့်တလက်ကင်တုံးမှုကျွန်တော်တို့တင်းနေကျွန်တော်တို့ဟမားပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့တက်ကအခုဖက်စစ်တပ်ဖြစ်နေပြီနော်ကျွန်တော်တို့တခြားလူမျိုးတွေပေါ်လဲကျွန်တော်တို့မတရားရုံမှရိုင်းစားခဲ့ပါတယ်ဟုတ်တယ်ကျွန်တော်တို့ဝင်ခံပါတယ်ကျွန်တော်တို့အမှားကိုဝင်ချတောင်းမှန်ပါဒီဗမာလူမျိုးချင်းချင်းတောင်မှပဲဒီအပြစ်မဲ့တဲ့ရဟန်းတန်ကရောပြည်သူတွေရောကိုကျွန်တော်တို့နေစင်နေမြဖို့ညံ့ညက်ကြအောင်စစ်စစ်ညံ့ညက်ကြအောင်ဘုံကျက်နေတာကျွန်တော်တို့မှသူတို့အပြစ်ခံတဲ့နော် အဖြစ်ပေးရင်းယူခံနေတဲ့လူတွေသူတို့ထိုက်တန်တဲ့အဖြစ်တွေကိုခံယူပြီးသွားရင်နောက်ထိုးစစ်တွေလည်းချလိုက်ရင်တော့အဲ့ဒါဆိုတော့တမျိုးဖြစ်ဖြစ်မယ်ငញ្ញန်ရေးဆွေးနွေးပွဲတွေကိုသူတို့တွေရဲ့ပစားကထွက်တဲ့စကားကိုဘယ်သူမှယုံကြည်မှာမဟုတ်အကြမ်းတော့လည်းမယုံကြည်ဘူးမယုံကြည်ဘယ်ဘွားမှလည်းယုံကြည်မှာမဟုတ်ယုံကြည်တဲ့ဘွားတွေတော့လည်းသွားတက်ပေါ့နော်ဒါတော့သူ့သမိုင်းသူရေးပဲပေါ့နော်ဒီလိုအခင်းချင်းမျိုးကိုမဖန်တီးပေးပဲနဲ့အမြဲတမ်းဒီရန်လိုပြီးတော့လူတို့ဒုက္ခပေးစော်ကားနေတဲ့လူတွေရဲ့စကားကိုဘယ်သူမှယုံမှာတော့ ဒါတော့အချက်မဲ့မရအောင်လုပ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တုံ့ပြန်ပေးတာဖြစ်ပါတယ်နော်။အခုဒီမိနစ်အတွက်သတင်းဗီဒီယိုဒါလေးလောက်ပဲဖြစ်ပါတယ်။အစားဆုံးကြည့်ပေးကြမြတ်ပြည်သူရောက်ဆိုင်ထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှလုံးသမျှဆောင်သမျှအရာအားလုံးအမြင်ကြပါစေ။တော်လည်မှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။